ပြည်သက်ကြီးအားလုံးစောင့်မျှော်နေကြတဲ့ကိုင်းရဲအပိုင်းရှိဇလန်းလေးအစမှာတော့ကိုင်းရဲတယောက်နန်းရွှေမော်စရာကြီးဖိတ်ကြလို့နန်းတော်တွေကိုဝင်လာခဲ့ပါတယ်။မီရန်ဒါကလည်းနင်းတယောက်ထဲလားတခြားသူတွေရောမပါဘူးလားလို့မေးတော့သူတို့ကတော်ဝင်အစားအသောက်တွေမစားတတ်တာကြောင့်အခုလိုတယောက်ထဲလာခဲ့တာလို့ပြောလိုက်တယ်။ကိုင်းရဲတို့လည်းနန်းရွှေမော်စရာရုံငန်းထဲဝင်ဖို့တကားကိုဖွင့်လိုက်တော့ခုံပေါ်မှာသွေးတန့်ရေရေကြီးတည်နေတဲ့မော်စရာကိုမြင်တော့သုံးယောက်သားလမ်းဖြန်ပြီးဩကြပါတော့တယ်။ဘေးနားမှာရက်နေတဲ့မိန်းကလေးတယောက်ကိုမြင်တော့ကိုင်းရဲက နဆိုးဆိုပြီးထောက်အောင်လိုက်ပါတော့တယ်။အဲ့ဒီနဆိုးကလန်နာမျိုးနွယ်တွေကတခုဖြစ်ပြီးလူသားမျိုးနွယ်အများစုကိုထိန်းချုပ်ထားတာဖြစ်တယ်။ဖြစ်ချင်တော့သူတို့ကအင်အားနည်းပြီးမဲ့တယောက်ချင်းစီကပြိုင်ဆန်ရှားလောက်အောင်တိုက်ရိုက်ခိုက်ရိုက်ကောင်းမွန်တာကိုတွေ့ရပါတယ်။တေကြရာကတော့နဆိုးတွေကလူသားမျိုးနွယ်တွေကိုမပေါ့ဆရအောင်တတိပေးလိုက်တဲ့သဘောပါ။ကျွန်တော်လည်းအရင်ဘဝကကျွန်တော်တို့ကကောင်းကောင်းကြီးဒုက္ခပေးခဲ့တဲ့နဆိုးတွေကိုဘလို့မှမေးလို့မရခဲ့ပါဘူး။အခုလေသူ့ဦးချိုသူ့ကိုရောင်ကိုဝါဒါတွေကြောင့် ကျွန်တော်နှဆိုးဆိုတာကိုသတိထားမိလိုက်တာဖြစ်တယ်။လူသားတွေကတော့နှဆိုးတွေကိုမမြင်ဘူး။သတိမထားမိလောက်ပြီမဲ့ကျွန်တော်ကတော့နှဆိုးတွေကိုအရင်ဘဝကလေးကကောင်းကောင်းနှောကြည့်အမြင့်ဖြက်လာတာကြောင့်ဘလို့အခြေအနေမျိုးမှမဆိုးနှဆိုးတွေကိုမမေ့နိုင်ပါဘူး။နှဆိုးလည်းဘာမှမတွေ့ဝေနေတော့ပဲလက်သေးတွေထုတ်ခါကြောက်စရာကောင်းတဲ့အမူအရာနဲ့ကင်ရိတ်ကိုတိုက်ခိုက်ပါတော့တယ်။ရုတ်တရက်လက်သေးတွေထုတ်ပြီးကင်ရိတ်ကိုတိုက်ခိုက်တာကြောင့်ကင်ရိတ်နည်းနည်းတော့ထိသွားပြီမဲ့သူ့မှာပါလာတဲ့မော်လက်နဲ့လေးကြောင့်နှဆိုးကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။မှတ်ပြီလား နောက်ထပ်အခုလိုမျိုးလာလို့ရင်ထက်အထိနာမယ်ဆိုပြီးပြောခဲ့တယ်။အဲ့အချိန်ကံရွယ်လဲအတိတခုဝင်သွားခဲ့တယ်။ငါထမင်းစားမယ်ဆိုပြီးရုတ်တရက်ထွက်လာကဘာလက်နဲ့မှလည်းမပါသလိုမော်ပစ္စည်းတွေလည်းမယူလာမိဘူး။ငါတော်တော်ပေါ်တာပဲ။အရင်ဘဝတုန်းကဆိုအခုလိုမျိုးတစ်ခါမှပေါ်ပေါ်တန်တန်မနေဘူး။ငါသတိထားရမယ်။မဟုတ်ရင်အသက်အန္တရာယ်ထိပါနိုင်တယ်ဆိုပြီးတွေးနေခဲ့တယ်။ခဏနေတော့စစ်တီတွေရောက်လာပြီ။ဘာဖြစ်တာလဲ။ဘသူတွေလဲလို့မေးတော့နတ်ဆိုးတွေထွက်ပြေးသွားပါတော့တယ်။ ကင်ရယ်လေးလိုက်ကြည့်ပေမဲ့အစာအနာတော့မတွေ့ရတော့ပါဘူး။နောက်ပိုင်းပိုဆိုးလာတာကကာနန်မျိုးလေးမှာခဏခဏလူအသေးပြောက်တွေများလာခဲ့တယ်။ထူးဆန်းတာကအသက်ရှင်ကျန်ရစ်တဲ့သူတွေကတေဆုံသွားတဲ့လူတွေဘလုံနီးဘလုံဟန်နဲ့တေဆုံသွားလဲဆိုတာကလည်းဘသူမှမဖော်ထုတ်နိုင်ဘူးဖြစ်နေကြတယ်။တစ်ဖက်မှာလည်းမော်ဆီယာမာလေးနဲ့ကောင်းလေးတို့ကမော်ပညာအကြောင်းတွေဆွေးနွေးနေကြတယ်။ကောင်းလေးကလည်းခမားနဲ့တွေ့ရတာကံကောင်းလိုက်တာ။တနေ့တည်းမှာတင်းမရေတွက်နိုင်တဲ့ပညာတွေအများကြီးရလိုက်ရတယ်။နောက်လဲတင်ပေးပါလို့ပြောလိုက်တယ်။မော်ဆီယာမာလေးကလည်း မင်းလည်းအသက်ငယ်လေးနဲ့အခုလောက်ထိလုံနိုင်တာအထင်ကြီးစရာလို့ပြောခဲ့တယ်။အဲ့အချိန် list ဝင်လာပြီးအားလုံးခဏလေးနားကြပါ။ coffee လေးလာတောက်ပါအောင်ဆိုပြီးပြောခဲ့တယ်။အဲ့ဒါနဲ့စီရန်ကတော့ထပြီးအရှင်းဖောက်ပါတော့တယ်။ငါလည်းကင်ရွက်လို့ဓာလေးတစ်လက်လောက်လိုချင်လိုက်တာလို့ပြောခဲ့တယ်။အဲ့တော့ကောင်လေးက run လို့ဓာမျိုးကိုပြောတာလားလို့မေးခဲ့ပါတယ်။အဲ့ဒါနဲ့စီရန်လည်းဘာလဲမင်းကကဘာပေါ်မှာနောက်ထပ်အကောင်းဆုံးဓာတစ်လက်ရှိနေတယ်ဆိုတာကိုသိနေတာလား။ခမည်းပြောတာက run ဓာကိုပြောတာထင်တယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကလူပူလေးတစ်ယောက်ကတန်ရှင်းတဲ့ဓာတ်ဆိုပြီး run ဆိုတဲ့ဓာတ်တလက်ကိုတီထွင်ခဲ့တယ်။အဓားကိုသုံးပြီးနတ်ဆိုးတွေကိုတော့ရှင်းထုတ်နိုင်ခဲ့တယ်လို့ပြောကြတယ်။ငါအဖေတော့အဓားကိုမြင်ဘူးတယ်လို့ပြောတယ်။ပြီးတော့အဓားကအခုမြို့မှာရှိတယ်လို့အားလုံးကလည်းပြောကြတယ်လို့ကောင်လေးကပြောတော့စီရန်တို့စိတ်ဝင်စားသွားခဲ့တယ်။စီရန်နဲ့ဓာတ်ကစိတ်ဝင်စားကြရပဲ။ငါအဲ့အတွက်တင်းကောင်းပဲ။အဓားကိုလိုချင်တယ်လို့ပြောတော့ကောင်လေးကလည်းမဖြစ်နိုင်ဘူး။အဓားကနိုင်ငံပိုင်ယတနာပစ္စည်းဖြစ်နေတာကြောင့်ဘလို့မှလည်းယူလို့မရသလို့ ဘသူကိုမှလည်းပေးသနာမှာမဟုတ်ဘူးလို့ပြောခဲ့တယ်။ခဏနေတော့စီရန်ကဓာတ်ကိုထုတ်လိုက်ပြီးအိမ်ကိုဝိုင်းထားကြပြီးအားလုံးတတိထားနေကြပါ။ငါတော့ထွက်ရှင်းလိုက်ဦးမယ်ဆိုပြီးဓာတ်ကိုဆွဲထုတ်လိုက်ပါတော့တယ်။အဲ့အချိန်အားလုံးကလည်းအံ့ဩနေကြပါတယ်။မဖြစ်နိုင်ဘူး။ငါတို့လည်းဘာမှမတွေ့ဘူးပြောတော့လစ်ကအဲ့လိုမျိုးဆိုစီရန်ကအနက်ခံကောင်းတယ်။သူကအန်နီယယ်တွေကိုကြိုမြင်နိုင်တယ်လို့ပြောလိုက်တယ်။ချက်ချင်းပဲလစ်ကကောင်းလေးနဲ့မော်ဆီယာမာလေးအထင်းမှာသွားပုံနေမင်းတို့ကလေးပဲရှိသေးတာကျန်တာတွေငါတို့ဆက်ရှင်းလိုက်မယ်လို့ပြောခဲ့တယ် အပြင်မှာလည်းလူမိုက်တွေရောက်လာပြီးစီရန်တို့ကိုအသေးသက်ဖို့ကြံနေတော့ဓားကိုဆွဲဖွင့်ဖို့အလို့ဝုံးကနေဆိုပြီးစီရန်တယောက်တကားကိုဖောက်ခွဲပြီးထွက်လာပါတော့တယ်။ကောင်လေးရေတကားဘူးကတော့ကန်ရွက်ကိုယောကိုင်းလိုက်မယ်လို့ပြောခဲ့တယ်။စီရန်လည်းတွေးဘူးလေချင်းကအနေနဲ့လူမိုက်တယောက်ကိုအဆန်းတက်ပြလိုက်တော့နောက်လူတွေလည်းလန့်သွားခဲ့တယ်။မင်းတို့လည်းအချိန်မလိငယ်အမြန်ပြန်ကြနော်။မဟုတ်ရင်အကုန်လုံးအသက်ခံရမယ်လို့စီရန်ကပြောလိုက်တယ်။လစ်လည်းချက်ချင်းပဲစိတ်ကိုညင်ညင်ထားပြီးတစ်ဖက်ကတိုက်ခိုက်လာတဲ့ဓားသမားကိုပြေးတိုက်ပါတော့တယ်။ ဓာရံကိုလည်းရှောင်ရှားရသလိုသူလက်လွန်မာကိုလည်းစိုးရိမ်နေခဲ့ပါတယ်။နောက်တော့အားလုံးကအရှိန်ထိမ့်ပြီးတိုက်ခိုက်တာကြောင့်လက်မလွန်တဲ့အပြင်ရန်သူတွေအားလုံးကိုဖမ်းချုပ်ထားနိုင်ပါတော့တယ်။စီရန်နဲ့မင်းတို့အားလုံးကိုငါတို့တနာလို့မတက်တာနော်။မင်းတို့အခုလောက်ဆိုနားလေသဘောပေါက်သိနေပြီ။မင်းတို့ဘသူတွေလဲ။မြို့ကိုရောက်တာမကြသေးတဲ့ငါတို့ကိုဘာလို့တက်ဖို့ကြံစီတာလဲဆိုပြီးမေးခဲ့တယ်။စီရန်လည်းဆက်ပြောပါတယ်။မင်းတို့ဖြင်းဖြင်းနော်။မဟုတ်ရင်ငါနောက်မှရက်နေတဲ့အမျိုးသမီးတွေကနာမည်ကြီး professional နဲ့နှိပ်စက်ရေးသမားတွေ အနီရောင်တဲ့အမျိုးသမီးကအိမ်သုံးပစ္စည်းတွေသုံးပြီးလူတွေကိုစိတ်တော့ကဖြစ်အောင်နှိပ်စက်တာမင်းတို့လွယ်လွယ်လေးအသက်ထွက်သွားအောင်လုပ်နိုင်တယ်လို့ပြောခဲ့တယ်။နောက်ထပ်တစ်ယောက်ညွေးရွှင်ရွှင်နဲ့အမျိုးသမီးကတော့တာရှိခံဆေးတွေမင်းတို့နားထဲထည့်ပြီးနှိပ်စက်မှုကိုအချိန်ကြာအောင်ဆွဲထားမှာဒါမှလည်းမင်းတို့ဝေဒနာကိုကြကြခံစားရမှာလေ။သူ့လက်ထဲမှာဒစားစီဖြစ်မှုကိုငါတော့သိမခံနိုင်ဘူး။မင်းတို့ဝန်ခံမဟုတ်ရင်မင်းတို့အသက်အန္တရာယ်ကိုငါအာမမခံပေးဘူးလို့ပြောခဲ့တယ်။စီရွတ်စကားတွေကြားပြီးလီစတိုက ပြီးမှနှင့်ကိုတက်ပြစ်မယ်ဆိုပြီးချင်းချောက်ပြောဆိုနေကြပါတယ်။စီရန်လည်းဖမ်းထားတဲ့လူကိုအနားကပ်လိုက်ပြီးမင်းအမြန်ဆုံးဝင်ခံမှာမင်းနောက်မှာလူတွေအများကြီးရှိသေးတယ်မလား။ငါ့ကိုအမှန်တိုင်းမြန်မြန်ပြောဆိုပြီးမေးပါတော့တယ်။အဲတော့မှလူမိုက်ကလည်းငါတို့ကိုဂုတ်ဆိုတဲ့ကလေးလေးကိုပြန်ပေးဆွဲဖို့ပတ်စံပေးငှားထားတာ။တကယ်တော့လူမိုက်တွေကကောင်းလေးကိုအကျွေးမပေးတာကြောင့်လာဖမ်းတာဖြစ်တယ်။ကောင်းလေးလေအခုရက်ပိုင်းလူတွေခဏခဏပြောင်းနေကြတာခလေးတွေလည်းပြောင်းနေကြတယ်မင်းတို့အဖွဲတွေကြောင့်ဖြစ်မယ်လို့ပြောနေကြတယ် ဒါဆိုအကလေးကိုဖမ်းပြီးဘဲကိုခေါ်သွားမှလဲလို့စီရန်ကမေးတော့မြို့ပြင်ကအိမ်လွတ်တလုံးစီခေါ်သွားခိုင်းခဲ့တာကျန်နာတွေတော့ငါတို့မသိဘူးလို့ပြောခဲ့တယ်စီရန်လည်းအန်အောစရာကောင်းတာကအခုလိုမျိုးနေကင်းကြောင်တော်ကြီးတိုက်ခိုက်တာမျိုးကိုတော့လက်မခံနိုင်ဘူးဘာလို့အခုလိုလုပ်တာလဲလို့မေးတော့ခါတိုင်းဆိုငါတို့ကတိတ်တဆိတ်လှုပ်ရှားတာအခုမင်းတို့ကအပြင်လူလေတခါတည်းအစဖျောက်လှုပ်ရှားဖို့ကြံလိုက်တာငါတို့မှားသွားတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့စီရန်ကလည်းမင်းတို့ဟာတိတ်ယုတ်တိမရှိဘူးနော်ဘာကြောင့်လုပ်တာလဲ ဘာအတွက်လှုပ်တာလဲမင်းတို့မသိဘူးဒါဆိုထပ်မေးမယ်မင်းတို့ကိုဘသူခိုင်းတာလဲလို့မေးခဲ့တယ်အဲ့တော့လူမိုက်ကလည်းကျွန်တော်တကယ်မသိပါဘူးပတ်စံပေးလို့လှုပ်တာပါဘသူခိုင်းတာလဲဆိုတာကိုတကယ်မသိဘူးလို့ပြောခဲ့တယ်တေးကြတာမင်းတို့တထေးကမြို့မျက်နှာပုံဖြစ်နိုင်တယ်လို့တကယ်အထင်ကြီးရတထေးကြီးလည်းဖြစ်နိုင်တယ်အဲ့ဒါနဲ့လူမိုက်လည်းဖြစ်နိုင်တယ်သူပဲသူပဲဝါဆိုတာငါတို့မသိပါဘူးဖြစ်နိုင်တာကတော့တော်တော်လေးကိုဩဇာအာဏာကြီးမားတဲ့လူတွေရောက်ဖြစ်နိုင်တယ်လို့ပြောခဲ့တယ် ခဏနေတော့လူမိုက်အနောက်ကနေအယောင်တွေထွက်လာပြီးမော်စွမ်းအင်တွေထွက်လာကအပြင်ကို ပေါက်ထွက်ပြီးပျောက်ကွယ်သွားပါတော့တယ်။ကံကောင်းခြင်းတော့စီရန်ကပေါက်ကွဲတော့မဲ့အရေးလက္ခဏာကိုကြုံမြင်လိုက်တာကြောင့်သူ့လူတွေကိုအန္တရာယ်ကင်းအောင်ချက်ချင်းဝတ်ခိုင်းလိုက်ပါတယ်။ခဏနေတော့မော်ဆီယာမာလေးလေးထွက်လာပြီးတေးကြတာကသူတို့ပုံစံကိုကြည့်ရတာနတ်ဆိုးတွေလောက်တာဖြစ်နိုင်တယ်။အဲ့လိုအစင်မြင့်မော်ပညာတွေကိုနတ်ဆိုးတွေပဲလောက်နိုင်တာ။အခြေအနေတွေကပိုဆိုးတဲ့ဆိုးလာပြီ။ငါတို့အခုထပ်ပို့ပြီးတတိထားရတော့မယ်လို့ပြောခဲ့တယ်။နောက်တနေ့မှာတော့ ကင်ရဲတို့အားလုံးစုပေါင်းပြီးနတ်ဆိုးကိစ္စအတွက်ခေါင်းကိုက်နေကြပါတယ်။မီရန်ဒါလည်းအင်ပါယာကြီးကပိုဆိုးတဲ့ပိုဆိုးလာပြီးနတ်ဆိုးတွေကလည်းဝင်ရှုံနေတယ်လို့တိုင်းပြည်အရေးကလည်းပိုဆိုးတဲ့ဆိုးလာတာကြောင့်တဖက်တန်တမန်ရေးကိုလည်းလှစ်လျူရှူထားလို့မရဘူးဆိုပြီးပြောနေခဲ့ပါတယ်။တဖက်မှာလည်းကင်ရဲတို့အဖွဲ့တွေကိုနတ်ဆိုးတွေနဲ့ပူးပေါင်းပြီးတိုင်းပြည်ကိုမငြိမ်သက်အောင်လှုပ်ကြံနေတယ်ဆိုပြီးဆွဆွဲပြောဆိုနေကြပါတယ်။ဖြစ်ချင်တော့ကင်ရဲကလည်းနတ်ဆိုးတိုက်ခိုက်ထားတဲ့ဒဏ်ရာရနေတဲ့အပြင်နတ်ဆိုးတွေဝင်ရှုံလို့ လူသေးဆုံးမှုတွေကတနေ့ထက်တနေ့အသေးအပြောက်များလာတာကြောင့်စဉ်းစားလို့မရဖြစ်နေခဲ့ကြပါဗါးအဲ့တော့ကင်ရီတို့အားလုံးလဲဆက်စဉ်းစားလိုက်တော့အခုလိုလူတက်မှုတွေပြန်ပေးဆွဲမှုတွေကဘယင်ခံနဲ့ပတ်သက်နေတယ်ဆိုတာကိုသတိထားမိလိုက်တယ်အဲ့တော့မီရန်ဒါကလည်းခွင့်လွတ်ပါအဲ့အကြောင်းကိုငါအစားကပြောဖို့မေးသွားတာငါတို့လဲသူ့ကိုမတင်ငါဖြစ်နေတာကြာပြီလို့ပြောနေတော့ခဏနေတော့လူတစ်ယောက်ကဘယင်ခံအိမ်မီးလောင်နေပြီလာကြည့်ကြပါလို့ပြောခဲ့တယ်။သွားကြည့်တော့အိမ်တစ်ခုလုံးကပြာကျနေပြီ ဘယင်ကံကိုလည်းလုံးဝရှာမတွေ့ခဲ့ပါဘူး။အပြည့်အစည်အစားနာကိုလည်းရှာပြီးမဲ့တန်ရှင်းတဲ့ဓာရံကိုလည်းမတွေ့လိုက်ပါဘူး။အခုကိစ္စကနတ်ဆိုးတွေလောက်တာရောမဖြစ်နိုင်ဘူးလား။သွေးရိုးသားရိုးတော့မဟုတ်ပြီမဲ့နတ်ဆိုးတွေလောက်တာမဟုတ်ရင်ဘယင်ခံလောက်ကြံတယ်ဆိုတာသိတာတယ်လို့ပြောခဲ့တယ်။အဲ့တော့မီရန်ဒါလည်းငါတို့ဘာပဲဖြစ်ဖြစ်အမှန်တရားကိုမသိရင်ဘယင်ခံကိုအရင်တွေ့အောင်ရှာရမယ်။သူကအစားအနာဖျောက်ပြီးခြေရာဖျောက်သွားတာလည်းဖြစ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်တွေ့အောင်ရှာပြီးအမှုမှန်ကိုအမြန်ဖော်ထုတ်ရမယ်လို့ပြောခဲ့တယ်။ အဲ့တော့ကင်ရယ်လဲမီရန်ဒါကအားကိုးလိုက်ရတာငါသိတဲ့အရင်ဘွားကမီရန်ဒါကအခုလိုမဟုတ်ဘူးတိတ်ကိုပြောရဆိုရခက်တယ်လို့တွေးနေခဲ့တယ်ခဏနေတော့ဂိုးရောက်လာပြီအဖေကိုဘယင်ခံရဲ့တမန်တော်ကခေါ်သွားတယ်ဒါကြောင့်ငါထွက်လာတာလို့ပြောလိုက်တော့မီရန်ဒါလန့်သွားခဲ့တယ်ပေးပါပြီငါတော့ငါဘယင်ခံအဖြစ်ရထားတဲ့လူကိုအခုလိုမျိုးမကောင်းတဲ့လူတွေကခေါ်သွားပြီဘယ်လိုလုပ်ရမလဲအခုလိုမျိုးမကောင်းတဲ့လူတွေကခေါ်သွားပြီဘယ်လိုလုပ်ရမလဲဆိုပြီးခေါင်းကိုက်နေတော့ လိစ်တယောက်ကလည်းစိတ်အေးထားပါဒါတွေကတကယ်ဖြစ်မလာသေးသလိုမသေးကြသေးဘူးလို့လည်းပြောခဲ့တယ်။ကိုင်ရယ်လည်းမီရနာအခုလိုမျိုးစိတ်ညစ်တာကိုပထမဆုံးအကျင့်တွေ့ဘူးတာကြောင့်ဘာလို့ပြေးလို့ဘာကံရမှန်းမသိဖြစ်နေခဲ့တယ်။ဒီလိုနဲ့မီရနာတယောက်မူပြီးတော့အတိတ်ဘဝကသူ့ချစ်သူအကြောင်းပြောပြခဲ့တယ်။ဖြစ်ချင်တော့သူ့ချစ်သူကဂါဇက်ဖြစ်ဖို့များတယ်။ဒါကြောင့်လဲဂါဇက်ကိုအခုဘရင်ခံအစ်စ်တင်မြောက်ဖို့သူစဉ်းစားနေတာဖြစ်မယ်လို့ကိုင်ရယ်တယောက်ကတော့တွေးနေပါတော့တယ်။တစ်ဖက်မှာလဲဂိုးက ငါအဖေကမီရန်ဒါကိုရှောင်နေတာလည်းဖြစ်နိုင်တယ်။ဘယင်ကံမလုတ်ချင်လို့ထွက်ပြေးနေတာဖြစ်နိုင်တယ်လို့လည်းပြောခဲ့တယ်။ဒီလိုနဲ့ကိုင်ရယ်တယောက်လဲမီရန်ဒါပြောတာတွေကိုဆက်ဆက်တွေးလိုက်တော့အခုဖြစ်စဉ်တွေအားလုံးကလှုပ်ဝက်မြေရောက်ယထာလမ်းမှာရှိနေနိုင်တယ်ဆိုပြီးမြေရောက်ယထာလမ်းတွေကကြောက်စရာလူတယောက်လမ်းကြည့်နေတဲ့အချိန်မှာအပိုင်းရှိဇလန်းလေးလည်းအဆုံးသတ်သွားပါတော့တယ်။ပရိသတ်ကြီးရေနောင်လာမယ့်အပိုင်းကမှာတော့လှုပ်ဝက်မြေရောက်ခန်းတွေကဘလို့ထူးခြားတဲ့အရာတွေရှိနေမလဲဆိုတာကိုတော့ဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်နော်။